အလုံးမိုင်းမင်္ဂလာပါဗျာခုတစ်ခါမှာတော့ကြောင်းတိုင်းလိုလိုခလေးချင်းအနိုင်ကျင်းမှုတွေများလာပြီးတော့မိခင်တဝူရဲ့ရေဖွင့်တဲ့ဗီဒီယိုဖိုင်လေးကိုအားလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနိုလေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ ောက်တနေတဲ့ကလေးမမေတွေရှိရဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြုံမသွားပါနဲ့မမေတို့အတွက်အရေးကြီးပါတယ်နော်။ဘာလို့ကျမအတားမျိုးပြောလဲဆိုရင်ကျောင်းထဲမှာကိုကလေးကအနိုင်ကျင့်ခံရတဲ့ကလေးဖြစ်နေနိုင်ပါတယ်နော်။ဘာဖြစ်လို့လဲဆိုတော့ကျမအခုလောလောလတ်လတ်ခံစားရတာပါ။ကျမသမီးလေးကလုံခဲ့တဲ့လလောက်ကလေးကနေပြီးတော့မကျောင်းမသွားခြင်းဘူးလို့ပြောပါတယ်။ကျောင်းတက်တာအရန်ပြောတဲ့ကလေးကကျောင်းမသွားခြင်းဘူးလို့ပြောပါတယ်နော်။အဲ့တော့ကျမဟဲ့သမီးရေဘာလို့ကျောင်းမသွားခြင်းတာလဲဆိုတော့တငယ်ချင်းတွေကသမီးကိုမခေါ်ဘူးတဲ့။သမီးကအချိန်ပုံမှာဆိုလက်တယောက်တည်း။ဒါကြောင့်မလို့သမီးကအဖို့မရှိဘူးပေါ့နော်။တငယ်ချင်းတွေကမခေါ်ကြတဲ့အခါကျတော့သူကလို့ပြောပါပြောတဲ့အခါကျမဩကလေးပါတာပါဘွာသိရမလား။သူတို့တငယ်ချင်းချင်းစကားများကြတဲ့စိတ်ကောက်ကြတဲ့စိတ်ဆိုးကြတဲ့။နောက်လို့ကျတော့ ည်းပြန်ခေါ်ကြမှာပဲဆိုပြီးကိုကတမန်ကရှန်ကပဲနေလိုက်တာပေါ့ပုံမှန်ပဲဆိုပြီးတော့ဒါကျမတို့လည်းဖြတ်တန်းလာတော့သိပါတယ်နော်အဲ့တော့ပုံမှန်ပဲဆိုပြီးနေလိုက်ပါတယ်နေလိုက်တဲ့အချိန်မှာအဲနောက်နှစ်ပတ်လောက်ကျတော့လေတမီးလေးရဒီပုံစံပဲရှင်တဲ့လားမမီးတမီးကြောင်းသွားခြင်းမူကြောင်းမှမပြောဘူးလို့ပြောပါတယ်ပြောတဲ့အခါမှာတမီးတမီးရဲ့ကြောင်းတက်တဲ့ဆိုတော့ပြောဖို့မှမဟုတ်တာဘာဖြစ်လို့လဲကိုကလည်းဟိုစိတ်တရားလေအိမ်မှာခလေးကငယ်လေးရလည်းရှိတော့တမီးသိစိတ်မရှိဘူး तू တိတ် तू ပြောတဲ့ဆိုတော့တိတ်နားမထောင်မိဘူးအဲ့တော့အဲ့လိုပဲပုံမှန်ကြောင်းပုံနဲ့ခလေးကကြောင်းကိုမသွားခြင်းမဲ့သွားနေရတာပေါ့နော်အဲ့တော့ဖြစ် မနေ့ကတနေ့ကတနေ့ရရဲ့အရင်ရက်ကမှကျမကျမသမီးတို့တည်တည်ကြမေးကြည့်လိုက်တာမေးကြည့်လိုက်တဲ့အခါမှာသမီးလေးဘာဖြစ်လို့ကြောင်မသွားကျင်တာလဲသူကကြောင်မသွားကျင်မငိုယူပြီးပြောတာသမီးဘာဖြစ်လို့ကြောင်မသွားကျင်တာလဲကဲပြောမေးမေးကိုတည်တည်ကြပြောဆိုပြောသမီးနဲ့စကားတည်တည်ကြပြောကြည့်လိုက်ကြပေါ့နော်ပြောကြည့်လိုက်တဲ့အချိန်မှာကျောင်းကအတန်းကောင်းဆောင်ကအနိုင်ကျင်နေတာအတန်းကောင်းဆောင်ကလေးကဘလို့ပုံစံအနိုင်ကျင်လဲဆိုလို့ရှိရင်သူနဲ့ကျမသမီးကစကားများကြတယ်ပေါ့ရှင်မတည့်ကြဘူးပေါ့မတည့်ကြတဲ့အချိန်မှာပြောမလို့သူခိုင်းတာကိုကျမသမီးကမလုပ်ဘူးပေါ့ရှင်အတန်းကောင်းဆောင်ဆိုပြီးအာနာပြရတယ်ဆိုပြီးကလေးကမလုပ်ဘူးမလုပ်တဲ့အခါကိုသူမလုပ်ရကောင်းလားဆိုပြီးသူတို့စကားတွေများကြတယ်ပေါ့များကြတဲ့အချိန်မှာသူကမခေါ်ဘူးကလေးကိုမခေါ်တော့သူတယောက်တည်းမခေါ်တာမဟုတ်ဘဲနဲ့သူက တန်းကောင်းဆုံးဖြစ်တဲ့အခါကျတော့ဂျန်နယ်ကလေးတွေအကုန်လုံးကိုလည်းသူ့ကိုမခေါ်ရဘူးသူ့ကိုခေါ်လို့ရှိရင်နင်တို့ကိုအဲသူ့ကိုနင်တို့နင်တို့သူ့ကိုခေါ်လို့ရှိရင်နင်တို့ကိုငါအာနာပြမယ်ပေါ့ငါအတန်းကောင်းဆောင်ပေါ့ငါအကြောင်းသိမယ်ပေါ့သိရမလားငေါ့ဆီယာမကအာနာကုံလွှဲထားတာပေါ့ဆိုတဲ့ပုံစံမျိုးတွေ तू ကလှုပ်တဲ့အခါ channel ကလေးတွေကလည်း तू ကိုကြောက်ကြတယ်ဘာလို့ကြောက်လဲဆိုရင် तू ဟာအတန်အားဖြစ်ရောခန္ဓာကိုယ်အားဖြစ်ရောကြီးပါတယ်အာကိုပြိတို့ကိုစစ်တို့မှာအတန်နောက်ကျခဲ့တဲ့ကလေးပေါ့နော်အဲခန္ဓာကိုယ်ဆိုကျမထထောင်ကြီးသေးတယ် तू ဟာအရက်ဆိုကျမထထောင်ရှိသေးတယ်လေးတန်းနော်လေးတန်းအတန်ကြီးလည်းမဟုတ်ဘူးလေးတန်းအဲ့တော့ အဲ့ကလေးအဲ့လိုအနိုင်ကျင်ပါလေကျမသမီးစီရနေပြီးတော့မှာပေါ့နော်အာသူကြိုက်တဲ့ပစ္စည်းတွေရှိလို့ရှိရင်လည်းသူကယူပါတယ်မပေးဘူးဆိုလို့ရှိရင်လည်းမပေးလို့မရဘူးသူကအတန်းကောင်းဆောင်ဆိုတော့ကလေးကကြောက်ပြီးတော့ပေးရတာတွေရှိပါတယ်ပေါ့အဲ့တော့ကျမသမီးတယောက်တည်းကိုသူကလောက်တာလားဆိုတော့လည်းမဟုတ်ပါဘူးအခြားကလေးတွေကိုလည်းလောက်ပါတယ်အနေအများပေါ့နော်အဲ့တော့အခြားကလေးတွေကလည်းတောင်းတဆိုသူတို့အမေကိုပြန်မပြောချောက်နေတူပါတယ်ကျမတို့လည်းအမေတွေကလည်းစိတ်မရှိတဲ့အခါကျတော့ကလေးတွေကတည့်ရမလားကြောက်မှဆိုရင်လည်းကွယ်ဟိုဆီယမ်မနို့နော်ကြောက်မှကိစ္စတွေကြောက်ကြောက်မှကိစ္စတွေအိမ်ကိုတည်မသွားနဲ့နင်တို့အမေတွေကိုပြန်မပြောနဲ့နင်တို့အမေတွေကငါ့ကိုပဲလာပြန်ပြောတာအဲဆီယမ်မအဲ့လိုပုံစံပြောထားတာရှင်ပြောထားတော့ကလေးကကြောက်မှကိစ္စတောင်းတမပြောရဲဘူး တခြားတဲ့အတန်းကောင်းဆောင်ကြောက်တော့အတန်းကောင်းဆောင်ရဲ့ကိစ္စလည်းမပြောရဲဘူးပေါ့အဲ့တော့မအေးအားအိမ်ပြန်လာတော့လည်းမအေးအားစိတ်မရှိလက်မရှိနေနေကလည်းဘလို့ဖြစ်နေညာဖြစ်နေပြောတော့ကလေးတွေကမပြောရဲပြန်ဘူးအဲ့တော့ကိုသားသမီးတွေကစိတ်ဒဏ်ရာရပါတယ်မေမေတွေတတိထားဖို့ပြောပြတာပေါ့နော်အဲ့တော့ကိုသားသမီးလေးတွေအကြောင်းမှာဘူးလေးလောက်ခံနေရလားဆိုတာကိုတတိချာချာစုံစမ်းဖို့လိုအပ်ပါတယ်ပြီးတော့ကျမတို့ကကြတော့ကိုယ်ရဲ့တည်ရမလား ဆီယမ်မကိုယုံနေသိရမလားဩဆီယမ်ငါတို့ဆီယမ်မကကလေးလေးကိုတော့ကောင်းကောင်းမမဆက်ဆန်တာပဲကြောတာရင်သားမခွဲချပါဘူးပေါ့ဒီလိုမျိုးပုံစံမျိုးနဲ့ယုံပြီးတော့ဆီယမ်မကိုအထားတာဆီယမ်မကိုလည်းတေချာကျမပြောပြီးအထားတာဆီယမ်မကျမတမီးလေးမလိမ္မာရရှိနေဆုံးပါပါဆီယမ်ပုံဆီယမ်မပုံမှာဂါဝရမရှိတာရိုင်းစင်တာမျိုးတွေရှိရင်လည်းဆီယမ်မဆုံးပါပါဆုံးမလို့ရပါတယ်ဆီယမ်မ အပါတယ်ဆီယမတပည့်ကိုကျမတို့ကအမေဆိုပေမဲ့လို့ဆီယမတို့နဲ့နေရတာများတယ်ဆီယမတို့ကဒုတိယမိခင်ပါပဲနော်ဒါမျိုးတွေပြောပြီးတော့ကျမအထားပြီးသားဒီဆီယမအောက်လေနော်သူ့တန်းပိုင်ဆီယမအောက်လေတက်လာတာလေ၄နှစ်ရှိပြီရှင်ဒီ၄နှစ်အတော့တည်းမှာကျမဟာဥမာချိခလိုက်ပြီးတော့ complaint တက်နေတဲ့မိပါတယ်မှာကျမမပါပါဘူးကျမတောင်းတောင်းဆုံးကိုပါကိုအိမ်မှာကိုသားသမီးကိုကိုပါကိုပဲစုံမတယ်ကိုပါကိုပဲဖြည့်ရှင်းတာများပါတယ်နော်ဆီယမအောက်တောင်းတောင်းတော့မပြောခုခေတ်ဆဆိုလာကျမသမီးတွေကတအားကိုခံစားနေရလို့ကျမတော့ပြောချင်းပြက်တယ်နော်အဲ့တော့အဲ့ဒီအတန်းကောင်းဆုံးကလေးကကျမသမီးကိုအဲ့လိုအနိုင်ကျင့်နေတာကြားပါပြီနော်ပြီးလို့ရှင်သူနဲ့အတူပေါင်းနေတဲ့ကလေးကဆိုရှင်ကျမသမီးကို ခြေရောက်နဲ့ကန်တာ၃ချက်ရင်းညွန့်ကိုကန်တာကျွန်မတမီးက၃ရက်လောက်နားနေပါတယ်ဒါမျိုးတွေလည်းရှိပါတယ်เนาะဒီလိုအနိုင်ကျင်းမှုပြောမှဆိုလို့ရှိရင်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနှမျိုးလုံးကိုဘူးလိလောက်တာပါเนาะအဲ့တော့ဒီလိုမျိုးတွေရှိတဲ့အတွက်ဆီမဆီယာမကိုပြောပြတဲ့ခါမှာဆီယာမက तू မသိဘူးတဲ့ လာပေါင်းများစွာကလေးတယောက်တည်းတယောက်တည်းတင်းကွက်လိုပုံစံဖြစ်နေတာကို तू မသိဘူးလို့ပြောပါတယ်เนาะအဲ့တော့ဟုတ်ပြီ तू မသိဘူးပဲထားလိုက်ပါတော့เนาะကဲအဲ့တော့ဆရာမဖြည့်ရှင်းပေးမယ်လို့ကျွန်မကိုပြောပါတယ်ဩဩကျွန်မဖြည့်ရှင်းပေးမယ်ဆိုကျွန်မစောက်တယ်ပေါ့နော်အဲ့တော့မနေ့ကတော့ကျွန်မကို तू ကမနေ့ကမှာအဲဖုံးဆက်ပေးမယ်လို့ပြောတယ် तू ဖြည့်ရှင်းပြီးကျွန်မကိုဖုံးဆက်ပေးမယ်ပေါ့ကျွန်မ तू ဖုံးဆက်တော့စောက်ပါတယ်ဒါပေမဲ့ तू ဖုံးဆက်မလာပါဘူးအဲ့တော့ကျွန်မဩဆရာမမအားလို့နေမယ်စာတင်နေရတာဆိုတော့ကိုလည်းမဆက်ရဲဘူး तू ကစာတင်နေရတာဆိုတော့ तू အနောက်ရှက်ဖြစ်မှာဆိုလို့ပေါ့နော်ဒါပေမဲ့ကျွန်မညနေကလေးကျောင်းသွားကြိုတဲ့အချိန်မှာကျွန်မဆရာမကိုမေးပါဆရာမရဲ့အခြေအနေလေးပြောပြပါအောင်တင်မယ်ကိုရီကတော့ထုံးစက်တိုင်းပဲရှင်မိဘတွေကတော့ဆရာမဆိုမျက်နှာချိုသွေးပြောပြောရတာပေါ့ကို လေးမျက်နှာချိုးသူကြီးပြောရတာပေါ့ရှင်ဟိုလေးလေးဆဆာပြောရတာပေါ့ဒါပေမဲ့ဆီယမ်မကအဲကျမကိုစကားပြောချင်တယ်လို့မပြောချင်တယ်လို့လေးစားမှုမရှိတာအောင်မြင်ရတယ်နော်အဲ့တော့ဆီယမ်မရဲ့နောက်ထပ်တက်မျက်နှာကိုကျမမြင်ခဲ့ရတာကိုပြောပြတာပါအဲ့တော့ဆီယမ်မတွေကိုလည်းမယုံနဲ့ဆိုတော့ပြောပြတာပါနော်အဲ့တော့ तू ကဘယ်လိုပုံစံပြန်ပြောလာလဲဆိုကျမကလည်းတန်းတောင်းမှရှိတဲ့ကလေးတွေအကုန်လုံးမေးပြီးသွားပြီရဲ့နော်ဘယ်ကလေးရမှာတဲ့နော်ဘယ်ကလေးရမှာတဲ့မလုပ်ဘူးလို့ပြောတယ်အနိုင်မကျင်ဘူးလို့လည်းပြောတယ်တဲ့အဲ့လိုပြောပါတယ်အဲ့တော့ ဟိုကလေးကအတန်းကောင်းဆုံးကလေးကလူကြီးတစ်ပိုင်းဖြစ်နေတာရှင်။ကျမတမီးကစကားဆိုလေးလုံးကိုအောင်မပြောတတ်ဘူး။လိပ်ပတ်လည်းအောင်မပြောတတ်ဘူး။လူမြင်ကြောက်နေတာပါသေး။ဆရာမကိုကြောက်နေဘာမှမထွက်တော့ဘူးကျမတမီးအဲ့လိုကလေးမျိုး။အဲ့လိုကလေးမျိုးဖြစ်တော့တော့ကြောင့်မို့လို့အစကလေးကလည်းရှင်းပြထားပြီးသားကျမတမီးကဒီလိုတော့ဖြစ်နေတယ်။ဒါပေမဲ့ကျမတမီးကကြောက်လို့မပြောရဲဘူး။လူမြင်လည်းဆရာမတို့အရှိမဆိုကျမတမီးကတောင်းတောင်းပြောရတာမဟုတ်ဘူး။ကျမတမီးကကြောက်တတ်တယ်ပေါ့နော်။ရှင်းပြထားပြီးသားဆရာမဆရာမကျမတမီးကြောက်ဆရာမလည်းသိပါတယ်နော်။အဲ့တော့ ီကလေးကလည်းလိန်ပြောပြီးတော့မှတည်ရမလားကျန်တဲ့ကလေးတွေကလည်းဒီအတန်းကောင်းဆောင်ကိုကြောက်တော့လိန်ပြောကြတယ်လိန်ပြောကြတော့အားလုံးကတည်ရမဆီယမရှိမှအမှန်မပြောကြဘူးဒါကိုဆီယမကအမှန်မပြောဘူးဆိုတာတည်ကျင်နေတည်လိမ့်မယ်မတည်ကျင်နေမတည်ဘူးပေါ့ရှင်နော်အဲ့တော့ကျမသမီးတယောက်တည်းဖြစ်နေတာကိုတည်တယ်ဆိုရင်လည်းဆီယမကအမှန်ဆိုရင်အစကလေးကမင်းမြန်ပြီးတော့ကလေးတွေကြားထဲမှာသူ့ဘာသူစုံစမ်းစစ်ဆေးမင်းမြန်ပြီးတော့မှသူ့ပြေလျောင်လုပ်ပေးရမယ့်ကိစ္စနော်အားငယ်နေတဲ့ကလေးဆိုလည်းသမီးလေးရဲ့အားမငယ်နဲ့ဆီယမရှိရဓာမျိုးလေးတွေအားပေးရမယ့်ကိစ္စနော်ဆီယမဆိုတာမျိုးကဆီယမဆိုတာနာသုံးနာရှိမှဆီယမလုပ်လို့ရတာလေဟုတ်တယ်မလားအဲ့တော့ဆီယမရဲ့အကြောင်းလေးကိုတော့ကျမမပြောတော့ပါဘူးနော်အဲ့တော့ ဆီယမကဒီလိုပုံစံမျိုးပြောလာတဲ့အပြင်ကိုကျွန်မသမီးကလိန်နေလို့ပြောပါတယ်ကျွန်မတို့ကခလေးအမိတွေပါကျွန်မတို့သားသမီးကကျွန်မတို့လိန်နေရင်လည်းကျွန်မတို့ကသိတယ်လို့အမှန်ပြောနေကျွန်မတို့ကသိပါတယ်เนาะဒါခလေးမိမိတိုင်းသိပါတယ်เนาะကျွန်မသမီးကခန်းစားနေရတယ်လည်းကြာပြီးပူလီလောက်ခံနေရတယ်လည်းကြာပြီး ဖြစ်တဲ့အတွက်ကြောင့်မို့ကျမတတိကျကျကျမတမိအကြောင်းကိုတေချာစုံစမ်းပြီးမှအခြားကလေးတွေကိုလည်းကျမစုံစမ်းပြီးသွားပြီစုံစမ်းပြီးမှတေချာလို့ဆီယာမကိုသွားကျမသွားပြီး complaint တတ်တာဖြစ်တယ်နော်ဒါပေမဲ့ဆီယာမရဲ့ပုံစံကသိရမလားမသိလို့ရှိရင်ကျမအပိုလုံးနေတဲ့မိခင်ပေါ့ရှင်အပိုအပိုလေးလာပြောနေရဆိုတဲ့ပုံစံမျိုးချိုးပါတယ်ကျမကသူ့ကိုလေးလေးစားစားဆက်ဆံပေးမယ်သူကကျမပုံမှာမလေးမစားဆက်ဆံပါတယ်နော်အဲ့တော့ ကျောင်းသားမိဘနဲ့ကျောင်းသားကျောင်းဆရာမှာဆိုတာတယောက်နဲ့တယောက် respect ရှိရမှာဖြစ်ပါတယ်ပေါ့နော်။ဒါပေမဲ့လည်းသူ့ရဲ့လေးစားခြင်းမလေးစားခြင်းကိုကျွန်မခင်မဆိုင်ပါဘူး။ကျွန်မတမိခံစားနေရတာကိုကျွန်မပြောတာပါ။ဒါပေမဲ့ဆရာမကပုံစံကဘလို့ဖြစ်နေလဲဆိုကိုရီးယားကားကလေးတွေကိုရီးယားကားတွေအတိုင်းပဲပေါ့ရှင်။ကျူးလွန်သူတွေကနင့်နာသူလိုပုံစံမျိုးပြောပြီးနင့်နာတဲ့ကလေးကဘီလိန်ဖြစ်နေတယ်။ဘီလိန်ပုံစံမျိုးပြောတာပါ။နော်အဲ့တော့ကျွန်မဟာဥမာချိကလိုက်ပြောနေတဲ့အမိနဲ့မှလည်းမပါပါဘူးနော်။အဲ့တော့ဘလို့ပြောရမလဲဆိုတော့အဲကိုကြီးဆရာမတွေအကြောင်းကတော့ကလေးမိတယ်နဲ့တော်တော်များများသိကြပါတယ်နော်။အဲ့တော့ ဆီယမတိုင်းကလည်းနာတုံးတာနဲ့ပြေးသွားနေတာမဟုတ်တလို့ဆီယမတိုင်းကမိခင်စိတ်ရှိပြီးတော့မှဆီယမတိုင်းကဆီယမပေးတာနေတာမဟုတ်ကြပါဘူးเนาะအခုခေကြီးကဆီယမဆီယဆီယမတွေကတော့အကုန်လုံးတည်ပြီးသားပါเนาะထူပြီးလဲပြောနေကြမှာမလို့ပါဘူးအဲ့တော့ဆီယမတွေကိုယုံကြည်လို့လွတ်ထားတယ်ဆိုတာမျိုးလဲမိမိတို့မလုပ်ကြပါနဲ့လို့ပြောချင်ပါတယ်ဆီယမတွေကိုမယုံကြည်ပါနဲ့လို့အပြည့်အဝလည်းမယုံကြည်ပါနဲ့เนาะအဲ့တော့ခုခလေးကိုပဲကိုတေချာမင်းမြတ်မှာကျောင်းကပြန်လာရင်ဗူလီလောက်ခံနေရလားပေါ့เนาะအခုတော့ကျမကဘလို့ပုံစံနဲ့ပြီးသွားလဲဆိုရင် तू ကဖြည့်ချင်းပြထားတာတော့လကောင် तू ကနောက်နောက်ကိုဒါမျိုးမဖြစ်စေရပါဘူးလို့ကျမကိုပြောထားတာတော့လကောင်ကြောင့်မလို့ကျမဒီတိကျောက်ဒီမှာရက်ထားပါတယ်ဆီယမတို့ကျမပြောပြထားပါတယ် ်ကျမတမီးဒီနောက်နောက်ကိုထပ်ပြီးတော့အနိုင်ကြီးခံရရမယ်ဆီယာမကလည်းကျမတမီးကိုဖဲ့ကျင်တာမျိုးတရက်ကလေးတွေနဲ့ဒန်းတို့တခြားကလေးနဲ့ဒန်းတို့မဆက်ဆံတာမျိုးတွေလောက်လာခဲ့သည်ရှိတော့ဒီကလေးကလည်းဆက်လက်ပြီးကျမတမီးကိုအနိုင်ကျင့်နေတာမျိုးဆက်လက်ပြီးရှိနေခဲ့တယ်ဆိုလို့ရှိရင်တော့ကျမရေကုန်ရေကန်းတော့ပို့စင်စားထားပါတယ်အခုကတော့ဆီယာမကိုကျမကအဲလေးစားတက်မှုရှိတာကိုပြခြင်းအဖြစ်ဆီယာမရဲ့ဂုံတိတ်ခါကိုကျမကလေးစားတော့အဖြစ်နဲ့ကျမကဒီတစ်ခေါက်တော့ ကျောင်းပဲမျိုးမှာရှိတယ်ဘယ်ကျောင်းမှာဖြစ်တယ်အတမိုက်ဆရာမကဘယ်သူဖြစ်တယ်နော်ကျမတမျိုးအနိုင်ကျင့်ဘူလီလုပ်တဲ့ခလေးကဘယ်သူဖြစ်တယ်ဆိုတာကျမမပြောသေးပါဘူးတကယ်လို့နောက်နောက်ဒီလိုအလားတန်တူတာမျိုးထပ်ပြီးရှိလာခဲ့မယ်ဆိုရင်တော့ကျမကပြောပြမှာဖြစ်ပါတယ်ရေကုန်ရေကန်းသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အခြားကလေးအမေတွေလည်းအကုတ်ကလေးကိုကိုဂယုဆိုင်နိုင်အောင်ပြောတာပါအကုတ်ကလေးပြန်လာရင်ကုတ်ကလေးကကျောင်းထဲမှာအနိုင်ကျင့်ခံနေရသလားဆိုတာကိုသိအောင်စုံစမ်းစီချင်ပါတယ်ကလေးကိုလည်းတိတိကျကျမေးစီချင်ပါတယ်ကလေးတွေဆိုတာကတော့ကျောင်းကဆရာမကြောက်တာတမျိုးသိရမလားကျမခုနပြောသူလို့ပေါ့ရှင်ကလေးတွေကတောင်းတောင်းမပြောတတ်ကြဘူးတချို့ကလေးဆိုလည်းမပြောရဲကြတာပါတယ်ပေါ့နော်အဲ့လိုမျိုးတွေမရှိရလို့ကုတ်ကလေးနဲ့ ်ကိုနွေးနွေးထွေးထွေးပြောဆိုဆက်ဆံပြီးတော့ကိုကိုကလေးပြောရအောင်လို့ပါလို့ပဲပြောချင်ပါတယ်ရှင်။နော်အဲ့တော့ကိုကလေးเจ้าမှာအနိုင်ကျင့်ခံနေရလားအနိုင်မကျင့်ခံနေရလားဆိုတော့တိတိကျကျမင်းများစုံစမ်းပါအခုခေတ်ကကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းရှိတာပြီနော်။เจ้าနဲ့နိုင်ကျင့်မှုတွေနော်အဲ့တော့အဲကိုကလေးကိုတိတိကျကျမင်းများမှာလို့ပြောချင်ပါတယ်ရှင်။ဆီယမားတွေလည်းမယုံပါနဲ့လို့ပြောချင်ပါတယ်ရှင်။ဆီယမားတွေကမျက်နှာအမျိုးမျိုးရှိပါတယ်။ကျွန်မကိုယ်လည်းလက်တွေ့ပါနော်အဲ့တော့ကိုကလေးကိုတိတိကျကျမင်းများပါလို့ပဲပြောချင်ပါတယ်ရှင်နော်။အဲ့တော့စိတ်ချလက်ချလွှတ်မထားပါနဲ့အခုခေတ်မှာခလေးတိုင်းလူလူကလေအနေနဲ့အများအနိုင်ကျင့်ခံနေရတာ။ နော်အနည်းနဲ့အများနည်းတာလည်းများတာပဲရှိတယ်ကွယ်နော်ဒါကျမကလည်းလည်းများလာလို့ဆရာမောက်တော့ပြောတဲ့သဘောမှာသဘောပါနော်အဲ့တော့အားလုံးမိမိတွေတတိထားဖို့ပြောတာပါရှင်တတိထားကြပါအားလုံးပဲကိုခရီးကိုကူးစားကြပါရှင်